ဗိုလ်ချဆိုးမမှုပုံစံတွေအားလုံးကိုစန့်ကျင်ဖို့အတွက်ပူးပေါင်းဆောင်ရွက်မှုတွေတုံ့ပြန်မှုတရုတ်နဲ့မြောက်ကိုရီးယားနိုင်ငံသားရင်းဝင်ကြီးတွေက စက်တင်ဘာ26ရက်မှာသဘောတူညီခဲ့တယ်လို့ DW ကဖော်ပြခဲ့ပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ဟီနဲ့မြောက်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးချိုဆုံးဝေတို့ကဘေကျင်းမြို့တော်မှာတွေ့ဆုံချိန်မှာသဘောတူခဲ့ကြတာဖြစ်ပါတယ်။တရုတ်တံတားရှိချင်းပြည်ဦးဆောင်နဲ့ဘေကျင်းမြို့တော်မှာပြုလုပ်တဲ့စေရေးပြအခမ်းအနားကိုမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်နဲ့ရုရှားတံတားပူတင်တို့တက်ရောက်လာခဲ့တဲ့နောက်သတင်းတစ်ပတ်အကြာမှာတရုတ်နဲ့မြောက်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးတို့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားနဲ့ဆက်ဆံရေးကိုထိန်းသိမ်းခြင်း၊ခိုင်မာစေခြင်း၊ဖွံ့ဖြိုးတိုးတက်စေခြင်းဟာ အမြဲတစေတရုတ်အစိုးရရဲ့အဓိကမူဝါဒဖြစ်တယ်လို့ဝမ်ကပြောကြားခဲ့ပါတယ်။တရုတ်အနေနဲ့ကမ္ဘာအရေးနဲ့ဒေတာဆိုင်ရာအရေးတွေပြင် မြောက်ကိုရီးယားနဲ့အနီးကပ်ဘူပေါင်းဆောင်ရွက်သွားဖို့ဆန္ဒရှိခြင်းဗိုလ်ချုပ်ဆိုမိုဂျင်ကိုစန့်ကျင်ခြင်းနဲ့တာသူညီမျှရှိမှုတရားမျှတမှုတို့အပါအဝင်နှစ်နိုင်ငံလုံးရဲ့ဘုံအကျိုးစီးပွားကိုဘူပေါင်းကာဝယ်သွားဖို့ဆန္ဒရှိတယ်လို့ဝမ်ကပြောပါတယ်နှစ်နိုင်ငံဝန်ကြီးများဟာပြည်ထနာအများပြားနဲ့ပတ်သက်ပြီးသဘောတူညီချက်တွေရရှိခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပန်သတင်းမှာဖော်ပြထားပါတယ်မြောက်ကိုရီးယားအနေနဲ့လည်းနိုင်ငံပေါင်းစုံအရေးကိစ္စတွေမှာတရုတ်နဲ့အတူဘူပေါင်းလုံဆောင်ဖို့တစ်ဖက်သက်ဝါဒနဲ့အာဏာနိုင်ငံရေးကိုတိုက်ဖြတ်ဖို့ပုံမှန်မျှတတဲ့ကမ္ဘာစီမင်းတစ်ခုရရှိစေဖို့ချိုကပြောကြားခဲ့ ပါတယ်။တရုတ်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံလုံးကအမေရိကန်ကိုဘုံရန်သူအဖြစ်ရှုမြင်ထားပြီးအမေရိကန်အစိုးရကမြောက်ကိုရီးယားရဲ့နျူကလ িয়ার စီမံကိန်းကိုစန့်ကျင်တဲ့အပြင်တရုတ်နိုင်ငံအနေနဲ့လည်းကုန်တွယ်ရေးနဲ့မဟာဗျူဟာမှာအမေရိကန်ရဲ့ပြန်ပတ်အဖြစ်တည်ရှိနေပါတယ်။မြောက်ကိုရီးယားကယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲမှာရုရှားကိုကူညီထောက်ပံ့ပေးခဲ့တာကြောင့်ကင်ကလက်ရှိမှာတရုတ်နဲ့ပုံမနီးကပ်တဲ့ဆက်ဆံရေးရရှိလိုကြောင်းလာမယ့်လမှာပြောင်းရွှေ့မှုတော်မှာပြုလုပ်မယ်နှစ်ပေါင်း80ပြည့်အလောဓမ္မပါတီအထိမ်းအမှတ်ပွဲကိုတက်ရောက်ဖို့တရုတ်ကကိုယ်စားလှယ်အဖွဲ့ဆဲလွတ်သွားဖို့ရှိပါတယ်